င်္ဂလာပါရှင်စီအုပ်မျိုးတော်မှာပြန်လည်ကြိုဆိုပါရစေ။ယနေ့မှာတက်တာစင်ကျင်ရမယ်နှုတ်ကပတ်တော်ကတော့တင်းရှိတွင်ရှိတော့တရားစီရင်ခြင်းဆိုတဲ့ကောင်းစဉ်ကလေးဖြစ်ပါရစေ။ယနေ့ကပါမှာကျွန်တို့အသက်ရှင်နေတိုင်းတဲ့ကာမှာအဘေကိတုပင်တင်ရှင်တန်နေတိုင်းပါစေ။တင်းရှိတွင်တရားစီရင်ခြင်းကစောင့်ကြည့်နေပါရစေ။ ်သင်သည်စင်ရဲသူဖြစ်စေချမ်းသာသူဖြစ်စေပညာတတ်သူဖြစ်စေပညာမဲ့သူဖြစ်စေသင်နေ့ရက်စဉ်တိုင်းရှင်သန်မှုအားဆိုလို့ရှိရင်သင်ရဲ့အနာဂတ်ရှိပန်းတိုင်တွင်သင်ကိုတရားစီရင်ဖို့ရဲ့စောင့်ကြည့်နေတာဖြစ်တယ်။ထိုတရားစီရင်ခြင်းကို သင်ရှောင်လွှဲလို့မရပါ။သင်ဟာဆိုရင်တမရကြီးဖြစ်ပါစေ။ သင်ဟာဆိုလို့ရှိရင်ကြွယ်ဝချမ်းသာတဲ့ကပါကျော်တတိကြီးဖြစ်ပါစေသင်ဟာဆင်းရဲသောသူဖြစ်ပါစေသင်ဟာဘာမှမပိုင်ဆိုင်သောသူဖြစ်ပါစေသင်နည်းရစင်နိုင်ရှင်သန်မှုများတွေ့အရှိနိုင်တရားစီရင်မိနည်းရသည်တင့်ကိုစောင့်ကြုံနေရဖြစ်တဲ့ထိုအရာကိုသင်မလွဲမသွေတွေးကြုံရမှာဖြစ်တယ် တမချန်စာမှာကြည်ရအောင်နှစ်ကိုအခန်းကြီးငါအခန်းငယ်30ငါတို့ရှိသည်မြသည်ကိုခန္ဓာ၌ပြုသောအမှုကောင်းမကောင်းရှိသည့်အတိုင်းမိမိတို့ပြုသောအမှုအတိုင်းခရစ်တော်၏တရားပလင်ရှိ၌ပေါ်လာရမည်ဇူတာအလုံးချစ်တမရလို့ဒီကျမ်းစာပြောတာနော် ခန္ဓာကိုယ်မှာပြုတဲ့အမှုမိမိပြုတဲ့အမှုကောင်းတာပြုတယ်မကောင်းတာပြုတယ်အဲ့ဒီကောင်းမကောင်းသင်ပြုတဲ့အတိုင်းခရစ်တော်ရဲ့တရားပြန်ရှိမှသင်ပြုလို့တမညာကပေါ်လာမယ်လို့အတိတ်ကပြောထားတာဖြစ်တယ်ယနေ့ခေတ်ကဆိုရင် IT ခေတ်ဖြစ်တယ်ကွန်ပျူတာခေတ်ဖြစ်တဲ့အခါမှာ တင်းရဲ့အပြုအမူအလုံဆောင်ပြောဆိုသွားလာနေတိုင်းမှုကမှတ်တမ်းရှိနေရဖြစ်တယ် data တွေရှိနေရဖြစ်တယ်အဲ့ဒီအရာတွေကိုတင်းငင်းလို့မရပါဘူးတင်းရဲ့မှတ်တမ်းကမပြောက်သွားပါဘူးဒါဟာဆိုရင်ဖျားသခင်ကသူ့လုံးမဲ့အစီအစဉ်ကိုလူသားမျိုးနွယ်တွေလုံနိုင်တဲ့အတိုင်းတာတွေမှာလာထည့်ထားပြီးတဲ့အခါမှာဒါတွေကိုမြင်တွေ့ရတာဖြစ်တယ်အရင်ခေတ်ကာလဆိုရင် ်တင်းတို့နေ့စဉ်ပြုလုပ်တဲ့အကြောင်းအရာမတန်းညီဘူးပြုစုမဲ့ဤပညာတွေမရှိသေးတဲ့အခါမှာတင်းတို့ကရှိမှတင်းတို့သမျှကိုဘုရားကတရားစီရင်မှာလို့ပြောရင်တင်းညင်းလို့ရခဲ့ပေမဲ့ဒီနေ့မှာတော့လက်တွေ့အင်တာနက်တွေကင်မရာတွေပေါ်လာတယ်စောင်းကြည့်တဲ့ဝက်ကင်မရာတွေပေါ်လာတဲ့အခါမှာတင်းညင်းလို့မရပါဘူးဒါဟာမြင တဲ့အရာပဲဖြစ်ပါတယ်။မမြင်ရတဲ့ဘုရားသခင်တကူကြီးတဲ့ဘုရားသခင်ရှိမှသင်ရဲ့မတန်ကရှိနေတာဖြစ်ပါတယ်။သင်ဘလို့ညင်းမလဲ။ဘလို့မျိုးသင်ကလောက်ဆောင်သမျှကောင်းမကောင်းကိုသင်ဘလို့ရင်ဆိုင်မလဲဆိုတော့မိတ်ဆွေယခုသင်ရက်ပြီးတော့စဉ်းစားလိုက်ပါ။တိကောခန်းကြီးတော့ခန်းငယ်73ဝန်း15ကိုကြည့်ရအောင် လူတိုင်းလုတ်တော့အလုတ်ဟာထင်ရှားမေတဲ့ဘယ်ချိန်မှာထင်ရှားမလဲဆိုတော့မီးအားဖြင့်ဘုရားသခင်ရဲ့နေ့ရက်မှာထင်ရှားမှာမီးဟာလူတိုင်းရဲ့အလုတ်ဟာဘလို့အလုတ်မျိုးဖြစ်တယ်လေဆိုတာစစ်ဆေးပြီးမေတဲ့တင်းရဲ့ဘဝတက်တာကိုတင်ပေပေါ်မှာတိဆောက်ထားတယ်လေတင်တိဆောက်တဲ့အရာပေါ်မှာတင်ပြန်ပြီးတော့မှာ အကျိုးခံစားရမှာဖြစ်တယ်။မိကြောင့်ပဲတင်ကြေးခြင်းကြီးခံရတယ်လို့မိကြောင့်ပဲတင်ဟာဆိုရင် ဖြည့်ဆည်းခြင်းခံရမှာဖြစ်တယ်။ကြည့်ရအောင်နော်ကျဲကျဲ။အကျင်သူကြီးအလုတ်ကြီးကျွမ်းလောင်ဤထိုးသူကြီးအရှုံးခံရနိုင်ပြီ။သို့တော်လည်းမိနဲ့လွတ်တကဲ့သို့သူကြီးကေတင်ခြင်းတို့ရောက်နိုင်ဤတဲ့။တင်လောက်ဆောင်တမညကဘုရားသခင်ကမိနဲ့စစ်လိုက်မှာဖြစ်တယ်။ ဥပမာဆိုရင်ရွှေကျင်တဲ့လူတွေကရွှေတွေနဲ့အမိုက်တွေနဲ့ယုံနေတခြားသတ္တုတွေနဲ့ယုံနေတယ်အကပါသူတို့ကမီးနဲ့ရှို့လိုက်တာဖြစ်တယ်မီးနဲ့ရှို့လိုက်တဲ့အခါမှာရွှေကတိတန်ထွက်လာတယ်လို့တင်လုံဆောင်သမားတွေကယုံုံကောင်းယုံုံနေမှာဖြစ်တယ်ထူယုံုံနေတဲ့အရာကိုဖះကမီးနဲ့စစ်ထုတ်လိုက်မှာဖြစ်တယ်စစ်ထုတ်လိုက်တဲ့အခါမှာတေဟာတန့်စင်နဲ့ယုံကြည်ခြင်း တန်ရှင်းစင်ကြတဲ့အသက်ရှင်ခြင်းနဲ့အသက်ရှင်တော့သူဖြစ်မဖြစ်တင်ဟာဘုရားသခင်ရဲ့တတ်မှတ်ထားတဲ့ quality အရေးအသွေးနဲ့ပြည့်မပြည့်ကိုဖုံမီးကပဲတင့်ကိုစစ်ထုတ်ပေးလာမှာဖြစ်တယ် hallelujah အတီးအတီးလောက်တော့အလောက်တီထင်ရှားမယ်လူတိုင်းလူတိုင်းအတီးအတီးလူအတီးတီးလောက်တဲ့အလောက်อ่ะဘုရားသခင်ရှိမှာ ထင်ရှားတယ်လို့ပေါ်ပြတတ်တာဖြစ်တယ်။ဒီနေ့စင်တိုင်းလုံးတဲ့အလုံးအလုံးစုံလုပ်ငန်းအလုံးစုံအရာခက်တရာဘုရားသခင်ရှိမှထင်ရှားတာဖြစ်တယ်။တင်လို့တဲ့အလုပ်ကဘလို့အလုပ်ဖြစ်လေဆိုတော့ဖီးယားကမီးနဲ့စုံစမ်းစစ်ဆေးတာဖြစ်တယ်။ဒါကြောင့်တင်ဟာဆိုရင်တိုက်မြင့်ကြဖို့လိုတယ်။တင်ရဲ့တက်တာကခရစ်တော်တည်ယူတော့ဘုရားသခင်ပေါ်မှာတိုက်မြင့်ကြတယ်ဆိုရင်တင်ဟာဆိုရင် ခရစ်တော်ကဲ့သို့ရှင်သန်မှာဖြစ်တယ်ဟာလေလုယာခရစ်တော်လောက်တဲ့လုပ်ငန်းမှာသင်ထက်ဆင့်ပြီးတော့မှတည်ဆောက်ပြီးတော့လှောက်ဆောင်တာဖြစ်တယ်အဲ့လိုခရစ်တော်ရဲ့လုပ်ငန်းမှာသင်ထက်ဆင့်ပြီးတည်ဆောက်လုပ်ကိုင်တဲ့အခါမှာခရစ်တော်ရဲ့အကျိုးကျေးဇူးကိုသင်ခံစားရမှာဖြစ်တယ်ဒါမှမဟုတ်ရင်သင်ညာလှောက်ဆောင်တဲ့အလုပ်ကဆိုလို့ရှိရင်ဖះတဲ့ခင်မိင်းနဲ့ဆစ်လိုက်တဲ့အခါမှာကျွမ်းလောင်တဲ့အလုပ်တွေကိုပဲတင်လုပ်တယ်ဆိုရင်တော့ တင်ဟာဆိုရင်အဲ့ဒီမီးနဲ့လွတ်မှာမဟုတ်ပါဘူး။တင်ရဲ့တက်တာကမီးနဲ့မလွတ်တဲ့ပိုးကလားမီးနဲ့ရှို့လိုက်တဲ့ကမလောင်ကျွမ်းသွားမဲ့ပိုးကလားမီးနဲ့ရှို့လိုက်တဲ့ကတကယ်ပဲတန်ဖိုးရှိတဲ့ကရစ်တော်ရဲ့အတ္တတာနဲ့ရှင်တန်တဲ့ဘဝလားဆိုတာပေါ်လွင်လာမှာဖြစ်တယ်။ဒါကြောင့်တင်ကဘုရားသခင်မစစ်စေးခင်နေ့ရက်စနေတင့်ကိုယ်တင်စစ်စေးရမှာဖြစ်တယ်။တင်ဘလို့ရှင်တန်နေတယ်လေဆိုတာ တကော၄၅ကိုကြည်ရအောင်နော်မောင်မိုက်နဲ့ဝတ်ထားသောအရာတို့ကိုပွင့်လင်းစီတည်လို့ဆောင်တဲ့မြားကယူဘသူမှမတွေ့ပါဘူးအမောင်ထဲမှာပါအခန်းထဲမှာပါမီးပိတ်ထားပါတယ်လို့တင်ရင်းလို့မရပါဘူးမောင်မိုင်းနိုင်လောက်ဆောင်တဲ့မြတ်ဘုရားကပွင့်ခိုင်းပါပဲဒီနေ့ကဘာမှာလဲလူတွေဘသူမှမသိတဲ့အချိန်မှာလောက်တဲ့ပြဿနာတွေကကဘာအလေမှာ တကဘာလုံးရဲ့ line ပေါ်မှာ internet ပေါ်မှာ media ပေါ်မှာပွင့်နေနေတာဖြစ်တဲ့တင်ရင်းလို့မရပါဘူးဒါကြောင့်တင်ဘေးများမှဝတ်ထားပြီးတော့မလုံဆောင်လို့မရပါဘူး hallelujah စိတ်နှလုံးအကြံစီများကိုထင်ရှားစီတိစိတ်နှလုံးထဲမှာကြံစီတဲ့အရာဘေးရကိုတင်ကြံစီနေတယ်ဘသူမှမသိပါဘူးတင်မဲသိပါတယ်အဲ့ဒီတင်ကြံစီနေတဲ့အရာကောင်းတယ်ဆိုရင်လည်းဘုရားကပေါ်ထုတ်ပေးမှာပါ တင်ကြံစီနေတဲ့အရာမကောင်းဘူးဆိုလေအရာကပေါ်ထွက်လာမှာဖြစ်တယ်။တင်အရန်သတိထားမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ကျမတို့ကတခြားလူတွေကိုသွားပြီးတရားမစီရင်မှလည်းဘာပြောရလဲ။တခင်ပြားကြွလာတော့မမှုမိတဲ့အောင်အဘေအမှုကိုမြတ်အဆုံးအဖြတ်မစီရင်ကြနေ။ဒီနေ့ကဘာမှလူတွေကတယောက်နဲ့တယောက်တရားစီရင်ကြတာအရန်တွေ့ ဟိုလူအပြစ်ပြောဒီလူအပြစ်ပြောဟိုလူအကောင်းပြောဒီလူမကောင်းပြောအရင်လွယ်ကျဲစာကပြောတယ်တခင်မလာမီတိုင်အောင်ဘယ်သူ့ကိုမြတရားမစီရင်နေဘာဖြစ်လို့သူစိတ်နှလုံးထဲမှာကြံစည်တဲ့အရာကိုသိမသိနိုင်ပါဘူးတိရဲ့သူကဖရာပဲဖြစ်တယ်ပေါ်ထုတ်ပေးမဲ့သူကလည်းဖရာပဲဖြစ်တယ်သူမောင်မိုက်ထဲမှာလုပ်တဲ့အရာကိုသိမသိနိုင်ပါဘူးအဲ့ဒါကိုတိတဲ့သူကဖရာပဲဖြစ်တယ်အဲ့မောင်မိုက်ထဲမှာတင်လို့တမျှ ချိုးသူလို့တမျက်ကိုဖော်ထုတ်ပြီးမဲ့သူကဖရာပဲဖြစ်တယ်ဖော်ထုတ်ပြီးတရားစီရင်မဲ့သူကဖရာပဲဖြစ်တဲ့အတွက်ကြောင့်တင်ဟာတခင်ပြန်မလာမချင်းဘယ်သူ့ကိုမှတရားမစီရင်မှန်းနဲ့တိအတွက်အန်ဒီရရှိပါတယ်ဘာဖြစ်လို့လဲတင်ကသူများကိုသွားတရားစီရင်တဲ့အခါမှာတင်ရဲ့လှုပ်ဆောင်မှုဖြစ်သွားပြီးတင်ကိုယ်တိုင်ပြန်တရားစီရင်ခံရမှာဖြစ်တော့ကြောင့်ဖြစ်တယ်သူဘာလုပ်နေလဲဆိုတာဖရာကလွယ်ပြီး ဘယ်သူမှမတိနိုင်လို့ဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်သခင်ကြွလာတဲ့အခါမှာအတီးအတီးတို့ကိုလူတိုင်းလူတိုင်းတို့ကြီးစုတော့ခံရပြီးတော့မှဘုရားသခင်ကချီးမွမ်းဖို့ဘုရားသခင်ကတင့်ကိုဂုဏ်ပြုဖို့ဘုရားသခင်ကတင့်ကိုချီးမြှောက်ပြီးတော့မှဂုဏ်ယူဖို့အတွက်တင်ရှင်တန်နေဖို့လိုပါလေဟာလေလုယာဒီနေ့မှာတင်ရဲ့ရှင်တန်ခြင်းက တင်နဲ့ပဲဆိုင်တာဖြစ်တယ်အခြားသူတွေရဲ့ရှင်သန်ခြင်းကသူတို့ဘဝနဲ့ပဲဆိုင်တာဖြစ်တယ်တင်ရဲ့အတ္တတာကိုဘုရားသခင်ရှေ့မှာဘုရားသခင်ဂုဏ်ယူရတဲ့သူဖြစ်တင်ရှင်တယ်မလားသူများတွေကိုတင်တရားစီရင်ပြီးတော့မှဘုရားသခင်ရှေ့ရောက်တဲ့အခါမှာတင်ဟာပြစ်တင်ဆွဆွဲခြင်းကိုခံပြီးတော့မှဘုရားသခင်စစ်လိုက်တဲ့အခါမှာသူများကိုဆွဆွဲတဲ့အရာတွေတင်ရဲ့မကောင်းတဲ့အရာတွေကမီးလောင်ကျွမ်းပြီးတော့ပျက်စီးသွားမယ့်အတ္တတာဖြစ် တင်ရှင်တန်နေလားဆိုတော့ကိုကိုကိုယခုပင်စစ်ဆေးလိုက်ပါမိတ်ဆွေဟာလေလုယာ